ကုလသမဂ္ဂအထွေထွေညီလာခံအမြဲတမ်းဇလံမြောက်စွာကိုဖြစ်ပေါ်စေပါれပြည်ပခါရအောင်မြင်မှုတွေနဲ့ပိတ်ဆို့အသားစီတွေရှိတတ်ပါれယခုနှစ်မှာအကြီးမားဆုံးဇလံကတော့အသွင်ပြောင်းလဲမှုတစ်ခုအကြောင်းဖြစ်ပါれဤပုံကိုကြည့်ပါဘယ်ဘက်မှာရှိတဲ့လူကတော့စီရတမရဖြစ်တယ်သူကသူ့ရဲ့နာမည်ကတော့အာမက်အယ်ဆာရာဖြစ်တယ်နိုင်ငံကိုမအုပ်ချုပ်မီသူဟာအကြံဖက်သမားတူဖြစ်ခဲ့ပါれသူကအယ်ခိုင်ဒါအတွက်တိုက်ခိုက်ပေးခဲ့ပါれယခုသူ့ကိုအင်တာဗျူးနေသူညာဘက်ကလူကိုကြည့်ပါ ူကတော့ David Patrick ဖြစ်တယ်။သူဟာအမေရိကန်နိုင်ငံရဲ့နမိတ်ကျော်ဗိုလ်ချုပ်တွေထက်ကတူဖြစ်တယ်။သူဟာအစရာကိုဖန်ဆီးပြီးထောင်ချခဲ့တဲ့စစ်တပ်ခေါင်းဆောင်တူဖြစ်ပါတယ်။စကူချီပါမုတ်ဆိုးနဲ့အမေလိုက်ခံရသူဟာယခုအခါအတူထိုင်နေကြတယ်။အခုစလုံးက၎င်းကထူးဆန်းတယ်လို့ခံစားရတယ်လို့ဝန်ခံခဲ့ကြပါတယ်။ Patrick ကဒီလိုပြောပါတယ်။ကျွန်တော်တို့ဟာ IRAS မှာ စစ်စင်ရေးကိုကျွန်တော်ဦးဆောင်နေစဉ်ကကွဲပြားတဲ့ဘက်မှာရှိနေခဲ့ကြတယ်။တင်ဟာ ်မိကန်တပ်ဖွဲ့များကဖမ်းဆီးခံခဲ့ရပြီးကျွန်ုပ်ကဗိုလ်ချုပ်ကြီးဖြစ်နေချိန်အပောင်ဝင်း၅နှစ်ခန့်ထိမ့်သိမ်းခံခဲ့ရတယ်။ယခုတော့တင်ဟာစီးရသမ္မတဖြစ်နေတယ်။တင်ရဲ့တပ်ဖွဲ့တွေကကျွန်တော်တပ်ဖွဲ့ဝင်တိုက်ပွဲဝင်နေစမှာလူသားသမားအဆအဆိုးရကို အနိုင်ယူခဲ့တယ်။အခုတော့ကျွန်တော်တို့ဆွေးနွေးမှုစီကိုဥတည်နေပါပြီ။အဲဆရာကဒီလိုပြန်ပြောပါတယ်။ ကျွန်တော်တို့ဟာစစ်ပွဲမှာဆွေးနွေးမှုကိုပြောင်းလဲသွားခဲ့တဲ့စစ်ပွဲကိုဖြတ်တန်းခဲ့တဲ့တူဟာငြိမ်းချမ်းရေးရဲ့အရေးပါမှုကိုနားလဲတယ်ကျွန်တော်တို့ဟာယနေ့ရဲ့စီမီးတွေနဲ့အတိတ်ကိုမစီရင်နိုင်တယ်လို့အတိတ်ရဲ့စီမီးတွေနဲ့ယနေ့ကိုမစီရင်နိုင်ပါဘူးဤစကားဝန်ကအင်္ဂါနေ့မှာဖြစ်ပေါ်ခဲ့တဲ့၎င်းဟာအဲဆာရနဲ့စီဂျာအတွက်တမိုင်းဝင် အစိတ်တပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်သူဟာကုလသမဂ္ဂအထွေထွေညီလာခံအတွက်နယူးယောက်ကိုရောက်ရှိလာခဲ့ပါတယ်၎င်းဟာ1969ခုနှစ်နောက်ပိုင်းစီးရီးယားသမ္မတတူဖရောက်ဆုံးချင်းလာရောက်လည်ပတ်ခြင်းဖြစ်ပါတယ်အဲဒါကြောင့်၎င်းဟာစီးရီးယားသမ္မတတူရဲ့နှစ်ပေါင်း30နီးပါးအတွင်းပထမဆုံး UN မိခွန်ဖြစ်ပါတယ်ယခုသူရဲ့အခြေအနေမြန်မာပြောင်းလဲသွားတာကိုကြည့်ကြပါစို့ ဂျမနီအထိအဆာရကဂျမ်ဖက်သမားလို့ခေါ်ဆိုခံရဆဲဖြစ်တယ်အမေရိကန်ပြည်ထောင်စုကသူ့အပေါ်ဒေါ်လာတန်၁၀တန်းစုချင်းွေထားရှိခဲ့ပါတယ်အကယ်၍သူဟာဂျမနီကအမေရိကန်ကိုရောက်ရှိလာခဲ့ပါကချက်ချင်းဖန်ဆီးခံရမှာဖြစ်တယ်ဒါပေမဲ့2024ခုနှစ်ဒီဇင်ဘာလမှာသူဟာလင်မြန်တဲ့ထိုးစစ်တစ်ခုကိုဦးဆောင်ခဲ့ပြီးဒမတ်စကတ်မှာအဆာရအဆိုရကိုအနိုင်ယူခဲ့ပါတယ် အခုတော့သူကအနီရောင်ကော်ဇွန်နဲ့ကြိုးစုခံရပါတယ်အဲဆာရာအမေရိကန်တိုက်တန်ရာစီများစွာနဲ့တွေ့ဆုံခဲ့တယ်သူဟာနိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုနဲ့လည်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်အဲဒီနောက်အင်္ဂါနေ့မှာသူဟာတစ်ချိန်ကသူ့ကိုဖမ်းဆီးခဲ့တဲ့အမေရိကန်ဗိုလ်ချုပ်နဲ့အတူသူ့တည်ထောင်အဖွဲ့တစ်ခုရဲ့ဆွေးနွေးပွဲမှာထိုင်ခဲ့တယ်အဓိကအကြောင်းအရာကတော့အသွင်ပြောင်းလဲမှုဖြစ်တယ်လူများကမြင်မြန်နေကြတယ်ရခင်အကြံဖက်သမားတဦးကိုကဘာကယုံကြည်နိုင်မလား သူကစီးရောက်တော့တည်ငြိမ်မှုယူဆောင်လာနိုင်မလားဒီရတွင်မှာရှိတဲ့အခြားနိုင်ငံတွေနဲ့ပူးပေါင်းလှုပ်ဆောင်နိုင်မလားအစရာဤမိဂုံးတွေကိုဖြေချဖို့အတွက်ကြိုးပမ်းခဲ့တယ်သူဟာပါဝင်မှုရှိတဲ့စီးရတခုကိုတည်ထောင်ဖို့အတွက်ခီးပြုတဲ့ပြုခဲ့တယ်သူဟာ၎င်းရဲ့ရန်သူအိနီချင်းဖြစ်တဲ့အစ္စရေးနဲ့တိုးတက်မှုရရှိဖို့အတွက်လည်းဂရီပြုခဲ့တယ်။သူကဒီလိုပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ဟာစီကြကိုအုပ်စုများအဖြစ်ပိုင်ချောင်းမှုကိုဘယ်တော့အခါမှလက်ခံမှာမဟုတ်ပါဘူး။အေရကဲတို့အင်းဒီချင်းနိုင်ငံများအတွက်အန်ဒီယဖြစ်လာလိမ့်မယ်။ကျွန်တော်တို့ဟာစီကြကိုပြန်လည်ဖွဲ့စည်းဖို့အတွက်ဒီအခွင့်အရေးကိုအသုံးပြုရမယ်။၎င်းကကတ်လူမျိုးများအပါအဝင် လူတိုင်းကိုအကျိုးပြုမယ်။ကျွန်တော်တို့ဟာအစင်းမြင့်အစင်းတို့ရောက်ရှိပြီးဖြစ်တယ်လို့ယုံကြည်ပြီး၎င်းဟာသဘောတူညီချက်တစ်ခုစီကိုဥတည်မယ်လို့မျှော်လင့်ပါတယ်။ တို့တဘောတူညီချက်ဟာစီးပြားရဲ့အချုပ်ချာအာဏာကိုကာကွယ်ပြီးအစ္စရေးရဲ့လုံခြုံရေးဆိုင်ရာစိုးရိမ်မှုအချုပ်ကိုလည်းပြင်ဆင်ပေးရမယ်။ဒါပေမဲ့အစ္စရေးကပြဿနာများစွာကိုရင်ဆိုင်နေရပါတယ်။သူဟာပြည်တွင်းမှာဂိုင်းဂိုင်းကနဆိုင်ရာအကြမ်းဖက်မှုများကိုလည်းရင်ဆိုင်နေရတယ်။ဣဇရေထံကအဆက်မပြတ်တက်ခတ်မှုတွေကိုလည်းရင်ဆိုင်နေရတယ်။အီရန်ထောက်ခံတဲ့အဖွဲ့များမှလိုဘလုဆောင်မှုတွေလည်းရင်ဆိုင်နေရပါတယ်။သူဟာအနောက်နိုင်ငံများနဲ့ ပေးဆိုဒဏ်ခမှုများအောက်မှာလည်းရှိနေပါတယ်။အဲဒါကြောင့်နယူးယောက်မှာအစ္စရာကအတိအကျရီမန်ချက်နှစ်ခုရှိခဲ့ပါတယ်။ပထမရီမန်ချက်မှာ၎င်းရဲ့ပုံရိပ်ကိုပြောင်းလဲဖို့ဖြစ်တဲ့သူကစွန့်ရောက်တိုက်ခိုက်သူပုံရိပ်မှတာဝန်ယူမှုရှိတဲ့ခေါင်းဆောင်ပုံရိပ်ကိုပြောင်းလဲလိုပါတယ်။သူကသူအခန့်ကဏ္ဍအတွက်တင့်လျော်စွာဝှစ်ဆင်ခဲ့တဲ့ခီးစဉ်တစ်ခုလုံးမှာဝှစ်ဆုံတဲ့လက်စည်းကိုဝှစ်ဆင်ခဲ့တဲ့သူကကမ္ဘာခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ်မှာလဲတက်တောက်တက်တာရှိပုံပေါ်တယ်။ ၎င်းဟာစီးရကိုတည်ငြိမ်အောင်လှုပ်ဆောင်နိုင်တယ်လို့ကမ္ဘာကိုယုံကြည်စံအရေးကြီးပါတယ်။၎င်းရဲ့ UNGA မိခေါ်မှာသူဟာဂိုင်းကနဆိုင်ရာအကြံဖက်မှုရတားကောင်းတွေအတွက်တရားမျှတမှုကိုကတိပြုခဲ့ပါတယ်။သူကဒီလိုပြောခဲ့ပါတယ်။စီးရနိုင်ငံဟာအချက်လက်စာပွေရေးကော်မတီတွေဖွဲ့စည်းခဲ့တယ်။၎င်းဟာကုကတဘာကအားစုံစမ်းစစ်ဆေးရန်လည်းခွင့်ပြုခဲ့တယ်။ဂျာလာတွေကကျွန်တော်ရဲ့ရလာများနဲ့တူညီခဲ့တယ်။၎င်းဟာစီးရမှာမကြုံစုဖြစ်တဲ့ ပွင့်လင်းမြင်သာမှုကိုပြသခဲ့တယ်။လက်ထက်မှာသွေးများစွန်းထင်းနေသူအလုံးကိုတရားစီရင်ဖို့အတွက်ကျွန်တော်ကတိပြုပါတယ်လို့ပြောခဲ့ပါတယ်။အစ္စရာရဲ့ဒုတိယရည်မှန်းချက်ကတော့စီးရပေါ်မှာပိတ်ဆို့တန်ခါမှုတွေကိုဖယ်ရှားဖို့အတွက်ဖြစ်တယ်။မိကပြည်တော်စုကပိတ်ဆို့တန်ခါမှုများစွာကိုဖယ်ရှားပြီးဖြစ်တယ်။ဒါပေမဲ့ဆိုးဝါးစုံတစ်ခုမှယခုထိရှိနေဆဲဖြစ်တယ်။၎င်းကစီဇာဥပဒေလို့ခေါ်တဲ့ဤဥပဒေဟာရခင်စီဇာဆိုရအပေါ်ပိတ်ဆို့တန်ခါမှုများချမှတ်ခဲ့ခြင်းဖြစ်တယ်။ ထွန်တူးတဲ့နဲ့၎င်းကိုဖယ်ရှားနိုင်ခွင့်မရှိပါဘူး။အမေရိကန်ကွန်ဂရက်က၎င်းကိုပြောင်းလဲနိုင်ပါတယ်။ဒါပေမဲ့ကွန်ဂရက်ကပိုက်ချနေပါတယ်။ဒီနေ့ကအဲဆာရာဟာ UNG မှာဥပဒေပြုတ်သူများအားပိတ်ဆို့တံခါးမှုတွေကိုဖယ်ရှားဖို့အတွက်တောင်းဆိုခဲ့ပါတယ်။သူကဒီလိုပြောကြားခဲ့ပါတယ်။ပိတ်ဆို့တံခါးမှု အများစုကိုဖယ်ရှားပြီးဖြစ်တယ်ဒါပေမဲ့စီဇာဥပဒေဟာယခုထိအသက်ဝင်နေဆဲဖြစ်တယ်၎င်းဟာကျင်းသားများရဲ့ဓာတ်ပုံများကြောင့်ပြတ်တန်ခဲ့ခြင်းဖြစ်တယ်၎င်းကကွန်ကွက်ပေါ်မှာမူတည်တယ်ယခုကအဖွဲ့ဝင်များစွာကိုပိတ်ဆို့တက္ကမှုတွေကိုဖယ်ရှားရန်တောင်းဆိုနေကြပါတယ်ဂျွန်တို့ဟာဘာဖြစ်လာမှာကိုစောင့်ကြည့်နေပါတယ်လို့ပြောခဲ့ပါတယ်အီမိတ်ခွန်ဟာကြီးမားတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့တယ်၎င်းကနှစ်ပေါင်းများစွာစစ်ပွဲနဲ့ဖြစ်စီမှုတွေများပြီးနောက်စီးရရဲ့ကမ္ဘာစစ်မြစ်တို့ပြန်လည်ရောက်ရှိမှုကို မှတ်သားပြုခဲ့တယ်။စီးကြမှာလူများဟာ၎င်းရဲ့မိခွန်းကိုနားထောင်ရန်အများပြည်သူရင်ပြင်တွေမှာစုဝေးခဲ့ကြပါတယ်။အဲဒါကြောင့်အစရကတင်းလျော်တဲ့အဝစာတွေဝတ်ဆင်ခဲ့တယ်။သူကနယူးယောက်မှာတင်းလျော်တဲ့စကားတွေကိုပြောကြားခဲ့တယ်။ဒါပေမဲ့သူဟာစီးကြအတွင်းမှာတကယ်ပဲတစုံတရာကိုပြောင်းလဲနေပါသလား။တတိများအယများစွာ ပြောင်းလဲမှုမရှိလို့ဆိုပါတယ်။ဘာသာအာစကဲတို့ပဲအစရာကချက်ဆမှုနဲ့ဆွဆွဲခံရရပါတယ် သူဟာ၎င်းရဲ့ညီကို၃ဦးနဲ့ခင်မ၃ဦးအားအဓိကရာထူးတွေပြခဲ့တယ်။လောင်းရဲ့နိုင်ငံခြားရေးဝန်ကြီးဟာအစရဲ့နန်းတော်မှာနေတိုင်း၎င်းကမကောင်းတဲ့ပုံပေါက်နေပါလေ။ရွေးကောက်ပွဲများနဲ့ပတ်သက်တဲ့ကြေညာများလည်းအတူတူပဲဖြစ်တယ်။အစရကအော်တိုဘလမှာပါလီမန်ရွေးကောက်ပွဲတွေကိုဂရီပြုခဲ့တယ်။ဒါပေမဲ့၎င်းတို့ဟာလွတ်လပ်မြတ်တမ်းမှုရှိပဲမရှိပါဘူး။စီးရမာနိုင်ငံရေးပါတီတွေကိုယခုထိပြိပင်ထားပါလေ။အတိုက်ခံပုဂ္ဂိုလ်များစွာကိုဖယ်ရှား ခဲ့တယ်။အစိုးရတစ္ဆာခံသူတွေကခွင့်ပြုခံရတယ်။အဲဒါကြောင့်အစရကနယူးယောက်မှာအယုံစူးစမ်းမှုကိုခံစားနေရချိန်မှာစီးရမ်းမှာရှိတဲ့လူတွေဟာရခင်ကရှိခဲ့တဲ့ပြဿနာတွေကိုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။